အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမောင်သားပိုရေးသားထားတဲ့ဗာကြီးတရဲ့နောက်နွားဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပြီးမှဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်ဗာကြီးတရဲ့နောက်နွား ကယ်တော့ဒီနောက်နွားကို အရင်ပထမနွားထက်မြင့်မြတ်ကလေးစားရလိမ့်မယ်ထင်ပြီးစွရွံဝဲလိုက်တာပါ။ဒါပေမဲ့ဗာကြီးတိုင်အင်းနေနဲ့မှန်းချက်နဲ့နှမ်းတွဲမကိုက်ပဲအလွဲလွဲချော်ချော်ဖြစ်သွားပါတော့တယ်။ဒါကလည်းဗာကြီးတိုင်ရဲ့လောဘနဲ့မာနကြောင့်ဒီလိုဖြစ်သွားရတာပါ။တကယ်တော့ဗာကြီးတိုင်ဟာဒီရင်နွားတွေတုန်းကဒီမှားမျိုးမမှားခဲ့ဘူးပါဘူး။အခုမှားမယ်မှားတော့ကြော်မကောင်ကြားမကောင်ပါပဲ။ ဒါကြောင့်အခုသူ့ကိုယ်သူခွင့်မလွတ်နိုင်ဖြစ်ပြီးရင်ထဲမှာပူလောင်နေပါတော့တယ်။ရင်ထဲမှာပူလောင်နေတဲ့အခါဘာကြီးတိုက်ဟာ သူ့ရဲ့ထုံစံအတိုင်းသူ့လှုပ်ဖို့ကင်ဘက်နွားသမားများနဲ့တဝါဝါတဟာဟာနေလိရှိပါတယ်။အခုလဲကြည်သူ့ရင်ကနွားတဲ့ကြီးထဲမှာလှုပ်ဖို့ကင်ဘက်နွားသမားတွေရောက်နေကြပြီ။ခြောက်တိုင်ကရင်ကြီးပေါ်မှာ သူကအလဲကောင်ကထိုင်လို့သူ့ရဲ့တယောပြောမျက်နှာကြီးနဲ့ သူ့အဝယ်မှားခဲ့တဲ့နှွားအကြောင်းပြောနေလိုက်တာသူ့လူတွေကိုပါစက်ပိတ်မနေရဘူးရီလိုက်ကြတာတဝါဝါနဲ့ဘာကြီးတရုပ်ကိုကရီစရာရုပ်ဖြစ်နေလို့လားမပြောရဘူးဘာကြီးတရဲ့ဥပရိယုတ်ဟာဘယ်အခါကြည့်ကြည့်သူ့မျက်နှာကတရော်ပြုံးပြုံးနေတာကြောင့်သူ့မျက်နှာကိုတော်တော်လူမကြည့်ရဲကြဘူးမှန်ပါတယ်ဘာကြီးတိုက်ဟာသူ့စိတ်ထဲမှာတံမြာသီးပေါက်တစ်ခုခုတွေ့ထားရင် သူ့တရောပြုံးကြီးကကြောက်စရာကောင်းလောက်အောင် ပြုံပြုံလာတတ်တယ်။အဲဒီလိုပြုံးတဲ့အခါကြောက်စရာကောင်းသလိုရည်စရာလည်းကောင်းပါလေ။အခုလည်းကြည်သူ့ကိုတံမြာသီးပေါက်လှုပ်သွားတဲ့နွားကြောင်ပြောနေလိုက်တာအစာအဆုံးလေးစက်မပြတ်ဘူး။ရည်လိုက်ကြရတာလည်းမပြောနဲ့။တဝော်ဝော်တတော်တော်နေတာပဲ။တကယ်တော့ဒီနွားသွားဝယ်တဲ့နေ့ကဦးဆွဲကိုခေါ်သွားရမှာပါ။ဘာပြုလို့တော့ဆိုတော့ ဒီနွားလက်ပံစင်ရွာမှာရှိတဲ့သတင်းစာနာကိုနွားပွဲစာဥဆွဲစီကရထားလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဗာကြီးတိုက်ကဥဆွဲကိုမသုံးပါဘူး။ပွဲကတစ်ချက်တည်းပြားမပေးခြင်းလို့လည်းမဟုတ်ပါဘူး။ဒါဖြင့်ဗာပြုလို့လဲဆိုတော့ဥဆွဲရဲ့လူလေလှုပ်ပေါက်ကို မကြိုက်လို့ပါပဲ။ဟုတ်တယ်။ဥဆွဲကလည်းဥဆွဲပဲ။ဖြန့်ကြလွန်အားကြည့်တယ်။ပြီးတော့ဘသူတီတီငတိမာရင် ပြီးရောဆိုတဲ့တကောကောင်းသမားရဲ့ ကြည်လေသူလိုက်ဝယ်ပေးတဲ့နှွားကဈေးကတင့်ပြီးနှွားကလည်းပြည့်နာစာဘာညာကင်းလို့ရွာသားများရဲ့ချီးမွမ်းခြင်းခံရပြီဆိုရင် သူကဒါကြောင့်ဒီကောင်ကလက်ကုပ်လိုက်တာလို့ပြောလို့ရှိတယ်လို့နှွားကခြေများပြီးအဝဲမှားလို့လူအများနှာခေါင်းရှုံညပြီဆိုရင်ဒါကြောင့်ဒင်းကလက်ကုပ်သားပဲဒါကိုဒင်းကအကင်းမရှိဘူးငွေထချီလိုက်တယ်ဒီတော့သေပေါ့ဆိုပြီးအဲ့ဒီလူကိုဆဲလိုက်သေးတယ် ဟိုလူခမရမှာတော့မျက်နှာငယ်လေးနဲ့ပေါ်လီမားဝယ်လာခဲ့မိတဲ့နွားရဲ့ကြောကုန်းလေးကိုပုတ်သက်ပြီးရင်ငေးနေရှာပါတယ်။ဥဆွဲကအဲ့ဒီလိုလူရဲ့ဒါကြောင့်ဘာကြီးတိုက်ကသူ့ကိုဘယ်တော့မှမတော့ဘူး။မားရင်မှောက်ခမ်းမယ်ဆိုတဲ့စိတ်နဲ့သူ့ဟာသူတွားဝယ်တာပါ။အခုလဲဥဆွဲစီကသတင်းစာနာရလို့ဒီနွားကိုတွားဝယ်တာပါ။ဒါပေမဲ့ဒီနွားကိုတွားဝယ်မယ်မနက်ကသူ့သားအောင်ဘော်ကိုနှို့ပြီး တရွာလုံးဘသူမှအိယာမထခင်ရွာကထွက်သွားကြတာမို့ဥဆွဲလည်းမသိလိုက်ပါဘူးဒီလိုလုပ်ပေါင်မျိုးတွေက သူတို့နွားသမားချင်းချင်းမှသိကြတာပါဒါကြောင့်ဗာကြီးတိုက်တို့သားဖာဟာလက်ပံစင်ရွာတွေကိုစွန့်ခံပြန်သာသာလောက်ရောက်သွားကြပြီးရောင်းမဲ့နွားရှင်နဲ့ဈေးစကားတောင်ပြောနေကြပါပြီဗာကြီးတိုက်ကနွားရှင်နဲ့စကားပြောရမှာခြားပွဲစားမပါလို့လူရင်းကိုရောက်အောင် သူဟာသူနွားရှင်ရဲ့စကားအခြေအနေကြည့်ပြီးပြောပါတယ် နှွားရှင်ကနှွားသမားမဟုတ်တဲ့တောင်သူတက်တက်လူမှုစကားပြောရမှာရိုးစင်ပါတယ်။ဒါကြောင့်နှွားရဲ့အမှုကျင့်နဲ့ပတ်သက်ပြီးဘာမှမထင်ချမ်းပဲအားလုံးအိတ်သွန်ဖာမောက်ပြောပြီးနှွားရဲ့တန်မိုးကိုလည်းတန်နာထက်ထက်ဝက်လောက်လျှော့ပေးမယ်လို့ပြောပါတယ်။ဒါကြောင့်ဒီနှွားအကြောင်းအပြင်နှွားသမားလောကမှာပြောနေကြတာတွေရောအခုမိမိကိုယ်တိုင်မြင်တွေ့ရတဲ့အခါမှာနှွားကသူ့ပြစ်ချက်တွေသူ အကုန်ဖော်ပြထားတာရောမြင်နေရလို့ ဖာကြီးတိုင်အကုန်တည်ပြီးဖြစ်နေပါတယ်။ဒီနွားကအိမ်ရှင်ကိုင်နာတွေ့တာမြင်လိုက်ရကလေးကတလက်ကိုင်းနွားဆိုတာဖာကြီးတိုင်သိလိုက်ပါတယ်။ဟုတ်တယ်။နွားတဲတွေကထုတ်လာပြီးအပြင်ခြေတိုင်းမှခြေတော့ဖာကြီးတိုင်တို့သားဖာကြည့်ကြပါတယ်။နွားကအမိတရန်ရန်နှစ်ရွက်တပီပီနဲ့ခနာမငင်းဖြစ်နေတယ်။ခြေတိုင်းကိုလှည့်ပတ်ပြီးကျင်ကြီးကျင်ငယ်ဆွနေခါဖာကြီးတိုင်ကအဲ့ဒါကိုခွင်ရေးယူပြီးစီးနေဝမ်းမှာစစ်စစ်ကြည့်လိုက်တယ်။ စီယောဝမ်းမှာကောင်းနေတာကြောင့်နှွားရဲ့ကျမ်းမာရေးကိုစိတ်ချယုံကြည်လိုက်ပါတယ်။ဒါကြောင့်သူ့သားအောင်ဘောကို သူ့နာခေါ်ပြီးပြောပါတယ်။လူလေးအောင်ဘောဒီမှာကြည့်ဒီနှွားရဲ့မဆင်ဟာဝင်းပြီးအငွေ့တထောင်ထောင်ထနေတယ်။အငွေ့ကို ရှူကြည့်တော့ဘာနဲ့တမ်းမှမရဘူး။ဒါဟာနှွားရဲ့ကျမ်းမာရေးမှန်ကန်ကောင်းမွန်နေလို့ပဲ။ကျမ်းမာရေးကောင်းတာကလည်းဝမ်းမီကောင်းလို့ပေါ့လေ။ဝမ်းမီကောင်းတာကလည်းသူ့ကိုယ်သူကောင်းကျင်လို့ကောင်းတာမဟုတ်ဘူးကွာ။ ဒီနွားရှင်ဟာတောင်သားတဲ့တောင်သူကြီးဖြစ်ပြီးနွားကိုလည်းဂရုတစိုက်ကျွေးမွေးဆောင်းလျှောက်တဲ့သူဖြစ်ရမယ်။မင်းမယုံရင်အဲ့ဒီနွားစကြင်သာမလိန်တပတ်အကဲခတ်ကြည့်ပါလား။စင်တော်မနွယ်နဲ့စံစည်းရီစိန်ထားတဲ့အိုတွေ့ရလိမ့်မယ်။ဒီနွားအခုလိုလှပြီးဝါဖိနေတာဟာအဲ့ဒီစံစည်းရီနဲ့စိန်ထားတဲ့စင်တော်မနွယ်ကြောင့်ပဲ။အဲ့ဒါနွားစီပဲကွ။တသက်လုံးမှတ်ထား။နွားကောင်းကင်ကျင်တဲ့သူဟာနွားကိုပိုးဆိုးပတ်ဆက်ဒါခိုင်းကျင်တိုင်းခိုင်းပြီးပြစ်မထားရဘူး။ဂရုစိုက်ရတယ်။ ဒါကြောင့်ဒီနွားဝပြီးလှာနေတာ။ကဲမှတ်ထား။ဘာကြီးတိုက်တို့သားဖာဟာနွားရှင်မရှိတော့နွားကိုတခုချင်းဝေပန်ရင်ဘာကြီးတိုက်ကသူ့သားအောင်ဘော်ကိုတင်ပြပြောဆိုနေတာပါ။ဘာကြီးတိုက်ကသူ့သားအောင်ဘော်ကိုနွားနဲ့တသက်လုံးလောက်ကင်စားရမှာမို့အလင်းတင်တော့တင်ပြနေတာဖြစ်ပါလေ။ဒီနွားဟာအဖေထင်းတဲ့အတိုင်းစားတိုင်းမပြတ်ရင်တို့ပွားမှာပဲ။ဒါပေမဲ့သူ့ကိုကိုင်းတဲ့နေရာမှာသတိထားရလိမ့်မယ်။ အဖေပြောတာအသေးချာမှတ်ထားဒီနွားဟာနွားရဲ့အင်ကရက်နဲ့အကုန်ပြည့်စုံပြီးဇင်းလုံးကျော်ချောနေတာကိုကနွားသမားတိုင်းမျက်စိကြတဲ့မျိုးအစာရဲ့ပြီးတော့ဒီနွားကိုပေါ်မှာနွားနဲ့ပတ်သက်တဲ့ဘွေစိုးဘွေကောင်းတွေကိုရှာကြည့်အားလုံးကောင်းပြီးအနေထားမှန်းနေတယ်။ဘာပြစ်ချမ်းမှရှာမတွေ့ဘူး။ဒါပေမဲ့ဘယ်နွားသမားမှမသိတဲ့ပြစ်ချက်တခုဒီနွားမှာရှိနေတယ်။အဲ့ဒါဘယ်နွားသမားမှမသိသေးတဲ့ပြစ်ချက်ပဲ။အဲ့ဒါမင်းသိလား။ ။ဘာကြီးတိုက်ကစကားဖြတ်ပြီးသူ့သားအောင်ပေါ်ကိုမေးလိုက်တယ်။အောင်ပေါ်ကဟာဖေးကလေကျုပ်ဘဲသိပါမလို့ဦးဆွဲတို့လိုဘိုးတော်တွေတောင်သိမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒီတော့မှဘာကြီးတိုက်ကဆက်ပြောပါတယ်။အေးအဲ့ဒါအသေးချာမှတ်ထား။ဒီနွားဟာအမွေးရောင်ကနဗျာနီမွေးတို့ဒေါင်ကက်ဖြစ်ပြီးမျက်လုံးကငချင်းမျက်စံနီမျက်လုံးရဲ့ဒါကြောင့်လူကိုအမြဲတစေရံမှုတတ်တယ်။ဝိရတဲ့ပေါ့ကွာ။ ဒါပေမဲ့အဖေဒီနွားကိုဈေးကရင်တင်ဝဲမှာပါတို့လက်ထဲရောက်ရင်ဒီနွားဟာနွားကောင်းဖြစ်ရမှာပေါ့ကြည်နေအဖေဒီနွားကိုနွားကောင်းဖြစ်အောင်ကင်ပြမယ်တခုတော့ရှိတာပေါ့ကွာသူ့ကံကိုကံစွန့်ရမှာပေါ့ဘာပြုလို့လဲဆိုတော့သူ့မျက်လုံးကလူလိုဆိုတော့ဥပ္ပစ္စည်းတွေကမျက်လုံးကိုကွာဒီတော့ဂရုတစိုက်ကင်တွေပြီးနွားကောင်းဖြစ်အောင်လုပ်ရမှာပေါ့သူကနွားကိုကလူပဲကွာ ကြောက်လွဲရဲမင်းဖြစ်ဆိုတဲ့စကားရှိတာပဲကဲကြိုက်ရင်ငွေချေရုံးမယ်ဘာကြီးတိုက်ကသူ့သားအောင်ဘောကိုပြောပြီးနွားနာကခွာခဲ့ကြပါတယ်ဘာကြီးတိုက်ဟာနွားရဲ့အင်ကရဲ့နဲ့ရုပ်လက္ခဏာများကို သူ့တွေ့ကြုံနဲ့ရောသမမှွေနောက်တွက်ချက်ပြီးစိတ်ဆုံးဖြတ်လိုက်ပါတယ်ဒီနွားကိုဟင်းဖို့လောက်နဲ့ရရင်တခါတည်းငွေချေပြီးဆွဲယူခဲ့ဖို့ပါပဲဈေးစကားပြောကြတော့နွားရှင်ကလည်းဒီနွားပေါ်စိတ်ကုန်နေတာကြောင့် ပေးတဲ့ဈေးနဲ့ရောင်းဖို့ဆုံးဖြတ်ထားတဲ့အတိုင်းဘာကြီးတိုက်ပေးတဲ့ဈေးနဲ့နှွားကျိုးအပ်လိုက်ပါတယ်။ဒါကြောင့်ဘာကြီးတိုက်တို့သားဖဟာနှွားကိုရှေ့ကျိုးနောက်ကျိုးနဲ့ရွာရောက်ဆွဲယူခဲ့ကြပါတယ်။နောက်တနေ့မှာပန်းတခုံတရွာလုံးအုံအုံကြက်ကြက်ဖြစ်သွားတာကတော့ဘာကြီးတိုက်တို့သားဖရှေ့တက်တဲ့နှွားအဝယ်မှားလာတယ်ဆိုတဲ့သတင်းပါပဲ။ဒီသတင်းဟာတော်မီပမာခနာလေးပြန့်နှံ့သွားပါတယ်။ဒါကြောင့်ဘာကြီးတိုက်အိမ်မှာတူတူကြိတ်စီကားနေတာပါ။ ဒါကဦးဆွဲရဲ့လက်ချက်မှန်းဘာကြီးတိုက်သိပါတယ်။ဒါပေမဲ့ဘာကြီးတိုက်ကမမှုပါဘူး။အင်းကြီးရရပါပဲ။ဒါကြောင့်ပန်းတခုံရွာသားများကဒီဟွေတဲ့တဲ့ဆိုတဲ့နွားကို ရှေ့ဆက်ပြီးဘလို့များလုံးမလဲလို့စောင့်ကြည့်နေကြပါတယ်။ဒါကိုလည်းဘာကြီးတိုက်ကသိတယ်။သူ့ကိုယ်သူယုံကြည်လို့လှုပ်လာတဲ့အလုပ်ကိုသူတို့ကြည့်ကြည့်မကြည့်ကြည့်ရှေ့ဆက်ပြီးလုံးမှာပါ။နောက်ဆုံးဒီနွားဟာနှိုးနမင်းမဟုတ်တဲ့အတွက်အသားစိနဲ့တွက်အောင် အမျက်ထွက်နိုင်နေတယ်။ သူဘလို့မှရှုံးမဖြစ်ဘူးဒီအထိဘာကြီးတိုက်ကတွတ်ထားတာပါဒါကြောင့်မနှက်ဖြက်မှာနှွားရဲ့ဒူးစေးထီကျွန်နဲ့လေတဲ့ကိုသွားထွန်ဖို့စိတ်ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့ဒီနှွားကိုစိတ်ကူးထားတဲ့အချိန်အိမ်ကအထိုင်နှွားကြီးနဲ့တဘိုးတက်ပြီးသူ့လေတဲ့ကိုသွားထွန်ပါတယ်နှွားရဲ့တဘိုးစားနာကိုသိအောင်ပေါ်လီဘာကြီးတိုက်ဟာသူ့ဝဲလာတဲ့နှွားတဲ့အချိန်အိမ်ကအထိုင်နှွားကြီးနဲ့တဘိုးကျင်ပြီးအကဲဆန့်နေရှိပါတယ် ဒီလိုကဲဆန်းတဲ့အခါမင်းကဝဲလာတဲ့ဟွေတဲ့တဲနွားဟာတနာစရာကောင်းလာအောင်မောနေတာတွေ့ရလို့ဗာကြီးတိုက်ကအနာပေးလိုက်ပါတယ်။ဒါကြောင့်နေမောမတဲ့မီတာဖာနှစ်ယောက်ထွန်ဖြုတ်ပြီးအိမ်ပြန်လာခဲ့ကြပါတယ်။ဗာကြီးတိုက်ကအခုလိုတဘိုးတက်ပြီးနွားရဲ့အကဲကိုဆန်းသက်ကြည့်တဲ့အခါဒီနွားဟာကင်တက်ရင်နွားကောင်းတကောင်းအချောင်ရလိုက်တာပဲလို့ယူဆလိုက်ပါတယ်။ဒါကြောင့်စိတ်ထဲမှာအကျဉ်းနဲ့ကြည်ကြည်နဲ့ပြီးပျော်သွားပါတယ်။ပျော်သွားတာလည်းမပျော်နဲ့လေ။ ဒီနွားပေါ်ကရမယ်အမျက်စွန်နဲ့ရှေ့ဆက်အကျိုးခံစားခွင့်တွေကတတိတန်းတန်းကြီးမဟုတ်လား။ဒါကြောင့်ဘာကြီးတိုက်မုံမမြင်လေမမြင်ဖြစ်သွားတော့တယ်။မုံမမြင်လေမမြင်ဖြစ်သွားတဲ့လျောက်အိမ်ရောက်တော့ထုံဖြုတ်မှမောပန်းပြီးစိတ်ဆိုးနေတဲ့နွားကိုသတိမထားလိုက်မိတာပါ။နွားကထုံဖြုတ်မှရှေ့ကျိုးကဆွဲသွားတဲ့ဘာကြီးတိုက်ကို နောက်ကနေကော်ဝှေ့ဝှေ့လိုက်တာ။အောင်ပေါ်တော့နောက်ကျိုးဆွဲထားဖို့သတိမထားလိုက်မိဘူး။ ဒါကြောင့်နွားကဘာကြီးတိုက်ကိုလွတ်လွတ်ကျွတ်ကျွတ်ဝှေ့လိုက်နိုင်တာပါ။ဘာကြီးတိုက်လည်းစပတ်ပုံနာက ထရွက်ပုံပေါ်ကို အလိုက်တင်ကြသွားလို့တော်ပါသေးတယ်။အောင်ပေါ်လည်းဘုံကနေဘာလို့ရမှန်းမသိဖြစ်ပြီးခရောင်ကရန်းနဲ့နှကြိုးကိုလိုက်ဆွဲပါရယ်။ဒီမှာရင်နွားကစိတ်ဆိုးမပြေသေးပဲအောင်ပေါ်စီဝှေ့ဖို့ပြန်လှည့်လာ။အောင်ပေါ်ကအနားမှာတွေ့တဲ့ပေါက်စိန်နဲ့တအားလွှဲပြီးအပြက်ရှင်းလိုက်ပါတော့တယ်။နောက်တနေ့ဘာကြီးတိုက်ရဲ့နွားတဲတဲ့က 6တိုင်ကရင်ကြီးပေါ်မှာရွာနေချုပ်ဆက်ကလူနာလာမေးတဲ့နွားသမားတွေပြည်နေပါတော့တယ်။အဲ့ဒီမှာဘာကြီးတိုက်ဟာဆရာအေးရဲ့ဒန်ဂျီလင်းစေးတွေတကိုယ်လုံးလိမ့်ထားပြီးလက်တစ်ဖက်ကိုလည်းလဲဝင်းနဲ့ကြိုးတိုင်ထားရတယ်ပေါ့လေ။ဒီမြင်ကွင်းကိုသူ့ရဲ့ပေါင်းသင်းနွားသမားတွေမြင်သွားတော့စိတ်မကောင်းဖြစ်သွားကြပါတယ်။ဒါပေမဲ့ဘာကြီးတိုက်ကိုရင်ကအွှတ်စကားနဲ့သူ့လူတွေကိုခရီးဥကြိုးစိုးပြူတာကြောင့်ဘသူမှကြကြစိတ်မကောင်းမဖြစ်ကြတော့ပဲ။ အားလုံးအရှုံးဖောက်ကုန်ကြပြီးတဝါဝါတဟာဟာဖြစ်ကုန်ကြပါတော့တယ်။နွားသမားဆိုတာသိတဲ့အတိုင်းပဲတယောက်တစ်ပါးဘယုတ်ဒုက္ခတော်တော်ပြောကြတယ်လူတွေရဲ့ပြီးတော့ဆဲမနာဆိုးမနာတွေမို့ဘာကြီးတိုက်ကိုဝိုင်းနောက်ကြတယ်။ဘာကြီးတိုက်ကလည်းသူ့ရဲ့တယောပြောမျက်နှာကြီးကိုပြုံးရင် သူ့လူတွေစိတ်ဆွာမိတဲ့မိကွန်များကိုပွဲတဲကလူရှင်တော်များလို့ဖနှောင့်နေမိဖြေးပေးနေပါတယ်။နွားသမားတယောက်ကနို့နေပါအောင် ခမ ्या ကဒီနွားကိုဝှေ့တံမန်းတည်ရဲနေဘာပြုတ်လို့ထီးရိုးရှည်ပြီးဝေလာခဲ့ရတာလေဘာကြီးတိုက်ကဟင်းကောင်စားစင်လို့ဆိုင်းနေလိုက်သွားတာပါဗျာနှဲကြီးနင်းပြီလို့ရောလိုက်ရတာကတော့ကြုတ်လည်းမတက်နိုင်ဘူးနောက်နွားသမားတယောက်ကကိုအအရပြောစမ်းမှာဘာကြီးတိုက်ရာခုမှရှော့ချမနေချင်ပါနဲ့ဘာကြီးတိုက်ကတယောပြောမျက်နှာကြီးကိုအပြုံးမပြတ်ပေလောက်ပါရင်ွေးချမ်းလေးပါလေတောက်ကြစမ်းမှာဟော အရေးမရအဖက်မရစကားတွေရှောက်ပြောမနေကြစမ်းပါနဲ့။နောင်နွားသမားတယောက်ကဒါဥစွဲကိုအမြင်ကပ်ပြီးလှုပ်တာရေ။လှုပ်တော့ကို့ဒေါသမမာနာနဲ့အမှလှုပ်မိတာပဲမဟုတ်လား။နောက်တယောက်ကဒါဒေါသကြောင့်မဟုတ်ဘူးကို့လူရ။လောဘကြောင့်တရိလက်လို့ဖြစ်ရတာ။ဒီတော့ကြားဖင်ချင်းကိုက်ခံလိုက်ရတာပေါ့ကွာ။ဘာကြီးတိုက်ကကိုကိုတစ်ချက်တွန်ပြီးသူ့ရဲ့တယောပြောမျက်နှာကြီးရှုံ့တွားသွားပါတော့တယ်။ ပြီးတော့အဲ့ဒီလူကပဲဆက်မေးပါတယ်။နို့နေပါအောင်ပါချီတရ။ဒီလောက်မနှိမ့်နဲ့နှွားကိုရှေ့ဆက်ပြီးဘာမျောလင်းချက်တွေထားသေးတယ်လဲ။အပန်းမကြည့်ဘူးဆိုရင်လည်းပြောပါအောင်။နောင်လာ နောင်သားနှွားသမားတွေအတွက်ဘ ഹു ဒုတာပေါ့။ဘာချီတိုက်ကနှွားဟာနှွားပဲဗျ။နှွားကိုနှွားပဲဆိုပြီးအထင်သေးမိတာဟာကြုတ်ရဲ့အမှားပေါ့ဗျာ။ဒါဖြင့်ဒီမနှိမ့်နဲ့နှွားကိုရှေ့ဆက်ဘလို့ပြုတ်ပြင်ဖို့စီစဉ်ထားသေးလေ။လှုပ်ဆက်မအောင်။ ဖာကြီးတိုက်ကသူ့ရဲ့တရော်ပြောမျက်နှာကြီးကိုပြပြပြင်းပြင်းပြုံးပြီးရင်းနှွေးချမ်းနဲ့မြည်ဖို့ချထားတဲ့အမဲကြောက်ဖို့ပကံကြီးကိုမင်းငော့ပြလိုက်ပါတယ်။အဲ့ဒီမှာနှွားသမားအားလုံးသဘောပေါက်ပြီးမပြုံးဘဲနဲ့ဝလုံးခွဲရိလိုက်ကြတာဝါးကနေနေတာပဲ။ဒါကြောင့်စပက်ဖြာက စားကလေးတွေတောင်းတကောင်းမကြမ်းလန့်ပြန်ပြေးကုန်ကြတယ်။ မောင်တာပို2009 beauty magazine နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။